မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဖန်စီခံထားရတဲ့မျိုးပြပျောက်ကြားစစ်စင်ရေးတွေကိုဥဆောင်ခဲ့တဲ့ရဲဘော်ကိုအချုပ်ကားတွေအတွင်ကနေကြားပြတ်တက်ခိုက်ပြီးကယ်ထုတ်နိုင်ခဲ့တဲ့သတင်းမန္တလေး PD ရဲ့ဗဟုဥဆောင်ကော်မတီဝင် ကိုမုံတိုင်းနဲ့ ကိုနိုင်ကြီးတို့ကိုတပ်ပိုင်ပစ္စည်းတရားမဝင် ထုတ်ယူမှုနဲ့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်း NUG ဝင်ကြီးချုပ်ရအမြဲတမ်းအတွင်းဝင် မကြည်ပြားနဲ့သူ့ရဲ့ခင်မွန်ဖြစ်သူတို့အလွယ်တုံစားလုပ်မှုအဂရီလိုက်စားမှုစတာတွေနဲ့အတိုင်ခံထားရတယ်ဆိုတဲ့သတင်းနဲ့လေကြောင်းတိုက်ခိုက်ခံရမှုသတင်းရွှေကုတ်ကိုကကြားဖြန့်သတင်းတွေကိုတင်ဆက်ပေးမှဖြစ်ပါရဲ့ရှင်။ဒီမှာကတော့စာကြည့်စိတ်ပါ။ င်ဆက်ပေးချင်တာကတော့ဖန်စီခံထားရတဲ့မျိုးပြပျောက်ကြားစစ်စင်ရေးတွေကိုဥဆောင်ခဲ့တဲ့ရဲဘော်ကိုအကြုံကားတွေအတွင်ကနေဂျားဖြတ်တက်ခိုက်ကဲထုတ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်း၆မြို့မြို့မရင်စခန်းမှာဖန်စီခံထားရတဲ့မျိုးပြပျောက်ကြားစစ်စင်ရေးတွေကိုဥဆောင်ခဲ့တဲ့ရဲဘော်နှက်ဆိုင်ခေါ်မိုးညိုအပါဝင်နိုင်ငံရေးအကျဉ်းသား၅ဦးကိုတင်ဆောင်လာတဲ့အာနာသိစစ်တပ်ရင်တန်းကိုဂျားဖြတ်တက်ခိုက်ပြီး ရဲဘော်နဲ့ဆိုင်ဖို့မိုးညို့ကိုကဲတင်နိုင်ခဲ့တယ်လို့6 Gorilla 4ကဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်၆မြို့နယ်မြို့မရဲစခန်းကနိုင်ငံရေးအကျဉ်းသား၅ဦးတင်ဆောင်လာတဲ့ရင်တစည်းနဲ့လုံခြုံရေးလိုက်ပါလာတဲ့ရင်တစည်းတို့ကို၆မြို့နယ်ပါကာပါလက်ယုံစစ်ကြောင်း၆ပါကာပါမကွေးခရိုင်ပါကာပါအထူးတိုက်ခိုက်ရေးတပ်ဖွဲ့၅နဲ့တိုက်ကားဖိုက်တာ4ပူပေါင်းတပ်ဖွဲ့က နဝေမာလာ16ရဲ့နေမှာချောင်းမြို့နယ်အမှတ်3ပြည်တော်စုလမ်းမိုက်တနေရာမှာမိုင်းဆွဲတက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အာနာသိန်းစစ်တပ်လောက်ခံရင်းနှစီကို မိုင်းဆွဲတက်ခိုက်ပြီး6ဂိုရီလာကိုချောင်းမြို့နယ်ပါခါဖာလက်ယုံစစ်ကြောင်းက2023ခုနှစ်ကမျိုးပြစစ်စင်ရေးတွေလုံဆောင်စေဖန်စီခံခဲ့ရတဲ့မျိုးပြပြောက်ကြားစစ်စင်ရေးတွေကိုဥဆောင်ခဲ့သူရဲဘော်နှက်ဆိုင်ခေါ်မိုးညိုကိုပြန်လည်လူယူကယ်ဆယ်နိုင်ခဲ့တာဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့မန္တလေး PD ရဲ့ဘိုးဦးဆောင်ကော်မတီဝင်ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကိုတပ်ပိုင်ပစ္စည်းတရားမဝင်ထုတ်ယူမှုနဲ့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မန္တလေးပြည်သူ့ကာကွယ်တပ်မတော်ရဲ့ဘိုးဦးဆောင်ကော်မတီဝင်နှစ်ဦးဖြစ်တဲ့ကိုမုံတိုင်းစီရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးဗန္နာရှာဖွေဌာနကြီးမှုတို့ဟာကာလာတံမိုကြီးမာတဲ့တပ်ပိုင်ဗန္နာပစ္စည်းတချို့ကိုတဲ့ရဲ့စီမင်းစီကန်းနဲ့လုံထုံးလုံနီတွေကိုချိုးဖောက်ခါ တရားမဝင်ထုတ်ယူသွားခဲ့တဲ့အတွက်ဖန်စီချုပ်မောင်းထားပြီးအရေးယူသွားမယ်လို့ဒီကနေ့နိုဝင်ဘာလ21ရက်နေ့မှာမန္တလေးပြည်သူ့ကာကွယ်တပ်မတော်ကထုတ်ပြန်ထားပါတယ်။ကိုမုံတိုင်းစစ်ရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးဗန္နာရှာဖွေရေးဌာနကြီးမှုတို့ကိုနိုဝင်ဘာလ15ရက်နေ့ကစတင်ကတရားလက်ရှိတာဝန်အလုံးကရက်ဆိုင်ခြင်းလက်နက်ဖြုတ်သိမ်းပြီးအချုပ်နဲ့ထိမ့်သိမ်းထားရှိခြင်းတို့ပြုလုပ်ခဲ့တဲ့အပြင် တက်ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေဖြစ်နေတဲ့အပြင်ပြစ်မှုရဲ့သဘောတဘာဝအရာဒီအမှုကိုတာမန်တက်တွင် စီရင်ဆုံးဖြတ်မှုနဲ့ဆောင်ရွက်ဖို့မသင့်တဲ့အတွက်အထက်ယုံဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကအမှုရယ်ဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်နိုင်ဖို့တည်င်းပို့တင်ပြထားရလို့လည်းသိရပါဗျ။အခုလိုဖြစ်စဉ်ဟာစီကံထိန်သိမ်းခြင်းနဲ့အပြစ်ပေးအရေးယူခြင်းတို့ဟာတာမန်အဖြစ်တက်တွင်ကိစ္စတွေသာဖြစ်ပြီးအများပြည်သူတို့အတိပေးထုတ်ပြန်လေးမရှိကြောင်း အခုဖြစ်စဉ်ကိုအကြောင်းပြုကမလိုလားအပ်တဲ့တရင်အချက်လက်အလွယ်အမှားတွေတော်လိုင်းအကျိုးကိုထိခိုက်စေမဲ့ကောလာဟာလာအမှားတွေပေါ်ပေါက်လာမဲ့အရေးအယောင်တွေကြာတိနေရတာကြောင့်တော်လိုင်းအကျိုးကိုရှေရှုကတရင်ထုတ်ပြန်ရတာဖြစ်တယ်လို့လဲဘန်တလေး PDF ကပြောထားပါဗျ။ဘန်တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ဗဟိုဦးဆောင်ကော်မတီဝင်2ဦးဖြစ်တဲ့ကိုမုံတိုင်းစီရေးဌာနကြီးမှုနဲ့ကိုနာကြီးဘန္နာရှာဖွေရေးဌာနကြီးမှုတို့ဟာ ကာလာတံမိုးကြီးမာတဲ့တပ်ပိုင်ဖန်တာပစ္စည်းတချို့ကိုတည့်ရဲ့စီမင်းစည်းကမ်းနဲ့လုံထုံးလုံးတွေကိုချိုးဖောက်ကတရားမဝင်ထုတ်ယူသွားခဲ့ကြောင်းဒီပြည်စင်အတွက်အပြည့်ရှိကြောင်းအဲ့ဒီဘန်နာပစ္စည်းတွေကိုတက်ထံကိုအ мян ဆုံးပြန်လည်အပ်နိုင်ရမှာဖြစ်ပြီးတော့တက်ကပေးအပ်တဲ့ပြစ်ဒဏ်ကို ခံယူရမှာဖြစ်ကြောင်းကိုလွန်ခဲ့တဲ့2025ခုနှစ်ဩဂတ်လကသူတို့ကိုယ်တိုင်ပါဝင်တက်ရောက်တဲ့ဘ ਹੁ ဥဆောင်ကောမဒီအဖွဲ့အစည်းမှာဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကိုပဲ2025ခုနှစ်စက်တင်ဘာလကကျင်းပခဲ့တဲ့တက်ရဲတံမှုများ6လပတ်စုံကြီးအစည်းအဝေးမှာလည်းထက်လောင်းအတည်ပြုပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။အဲ့ဒီတံမှုများအစည်းအဝေးအတွင်မှာတော့ဒေါ်လာရေးအခြေအနေအရ၎င်းသူတို့နှစ်ဦးရဲ့မြစ်တာရခန်တင်ပြချက်အရ၎င်းတခြားထောက်ရှုရမယ့်အခြေအနေတွေအရ၎င်းပြစ်ဒဏ်တွေကိုလက်တွေ့ချမှတ်ခြင်းမပြုသေးပဲယာယီဆိုင်ငံ့ခဲ့ကြ။ဒါပေမဲ့အခုအချိန်ထိ အဲ့ဒီဘန်နာပစ္စည်းတွေကိုတက်ထံကိုပြန်လဲအနှံခြင်းမရှိသလိုဘယ်လိုဖြည့်ရှေးမှုမှအတိပေးပြောကြားခြင်းမရှိတဲ့အတွက်ဒီပြစ်မှုဟာတက်ခွဲ့တွင်တာမန်စီမင်းစီကံချိုးဖောက်မှုအစဉ်ကိုကျော်လွန်ကကြီးမားတဲ့ပြစ်မှုအမျိုးအစားအစဉ်ကို ရောက်ရှိသွားပြီးဖြစ်တယ်လို့လည်းပြောထားပါဗျ။ပြည်သူ့ຫນွေဦးတော်လှန်ရေးကြီးကပောက်ဖွာလာတဲ့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာတပ်ပုံကြစစ်ပုံကြတဲ့တက်ခွဲ့တစ်ခုဖြစ်စေဖို့အစွမ်းကုန်ကြိုးပမ်းတည်ဆောက်လျက်ရှိပါတယ်။ အဲ့လိုတက်တီဆောင်ရဲ့လုပ်ငန်းစဉ်မှာတဖွဲ့ဝင်တွေအကြာတာဝန်ရသူအစင်အတန်မခွဲကြပဲအပြစ်ရှိသူကိုအပြစ်အလျာထိုက်တင်သလိုအပြစ်ပေးအရေးယူခြင်းကျေဝဲစီကံထိမ့်သိမ်းစက်မှတ်ခြင်းဟာလေအထူးအရေးကြီးတဲ့ခန္ဓာတရအနေနဲ့ပါဝင်တဲ့အတွက်တက်သွင်းစီကံထိမ့်သိမ်းစက်မှတ်ခြင်းကိုအထူးအလေးထားဆောင်ရွက်လေးရှိတယ်လို့လည်းမန္တလေး PDF ကပြောထားပါတယ်အခုလိုအချိန်မှာပြည်သူလူထုကိုစိတ်ပိုင်းဆိုင်ရာတစုံတရာအနာရှင်ဖြစ်စေတဲ့ ဒီလိုဖြစ်စဉ်သတင်းမျိုးပေါ်ပေါလာစေတဲ့အတွေ့လဲပြည်သူလူထုကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကအထူတောင်းပန်အပ်ထားပြီးတော့ပြည်သူ့ຫນွေဦးတော်လှန်ရေးကြီးရဲ့အန်တီမပန်းနိုင်ဖြစ်တဲ့ဒန်းတူမှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ Federal Democracy ပြည်ထောင်စု တိဆောက်ရေးအတွက်မစုံမနစ်ဆက်လက်ချေတဲ့တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလေးစားစွာအသိပေးထားပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့ဖာကက်မှာ စစ်ကောင်မရှိတက်ကလက်လက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်တည်ဆုံခဲ့ရတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့ဖားကန့်ပြူဟာကုန်းနဲ့မရှိကထောင်ရက်ွက်ရခိုင်ကုန်းမှာတက်ဆွဲထားတဲ့အကြံဖက်အာနာသိန်းစစ်တပ်ကနဝေမာလာ21ရက်နေ့ည7:00နာရီကစိတ်မူကြီးရွာအတွင် လက်လက်ကြီးဆဲလုံးကျော်ပစ်ခတ်ခဲ့တဲ့အတွက်နှစ်နှစ်အရွယ်ကလေးငယ်မတ်ချိုတန်းတွင်လက်လက်ကြီးစာထိမှန်ကတည်ဆုံခဲ့ရပါတယ်စိတ်မူကြီးရွာအတွင် အာနာသိစစ်တပ်ရဲ့လက်နက်ကြီး၁၀လုံးကျော်ပစ်ခတ်မှုအတွင်မှာကလေးငယ်တို့တေဆုံခဲ့ရတဲ့အပြင်ဆယ်ဦးခန့်ဒဏ်ရာရရှိကြောင်းနေအဆောက်အုံတွေလည်းထိခိုက်ပျက်စီးမှုရှိကြောင်းအာနာသိစစ်တပ်ကပြည်သူတွေကိုဥတီပစ်ခတ်တာလို့ဒေသခံက Renew Agency ကို ပြောပြထားပါတယ်။ဖားကဲ့မြို့မှာအတူရောင်ရွေးကောက်ပွဲပြုလုပ်နိုင်မှုအတွက်အာနာသိစစ်တပ်ဟာပြည်သူတွေကိုပိတ်မှတ်ထားပြီးတော့လက်နက်ကြီးပစ်ခတ်တာ၊လေကြောင်တိုက်ခိုက်တာတွေကိုမကြာခဏပြုလုပ်နေပါတယ်။ ဖားကတ်မှာဆိုရင်စစ်ကောမရှင်တက်က စုမိုးထားတဲ့နေရာတွေရှိတယ်လို့မြို့နယ်အတွင်းမှာပဲ KIA KPD ရဲ့စုမိုးထားတဲ့နေရာတွေလည်းရှိနေတာဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးခြင်းတာကတော့ကရင်နယ်သားစောင့်တက်နှိမ်နေနေတဲ့ဂျာဖြန့်လုပ်ငန်းတွေမှာဂျာဖြန့်တထေးတွေနေထိုင်ခြင်းမရှိဘူးလို့ BGL ပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်တဲ့သတင်းဖြစ်ပါရဲ့ရှင်။ရွှေကုတ်ကိုမြို့တစ်အပါအဝင်ထိုင်းမြန်မာနယ်စပ်ဒေသတစ်လျှောက်ရှိ တရားမဝင် online ဝင်လေလုပ်ငန်းကြားဖြန့်တွေကို အထူးစစ်စင်ရေးအဖြစ်နှိမ့်နှင်းနေပေမဲ့ကြားဖြန့်တထေတွေမမီရခြင်းမှာနေထိုင်ခြင်းမရှိတဲ့အတွက်လို့ကရင်နယ်ခြားစောင့်တဲ့ PGF ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောကြားထားပါတယ်။ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ရွှေကုတ်ကိုရှိ online ဝင်လေလုပ်ငန်းကြားဖြန့်တွေကိုဖန်ဆီးနှိမ့်နှင်းမှုရဲအကန့်အသတ်မရှိလှုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့အခုနှိမ့်နှင်းရေးလုပ်နေတာက PGF တပ်ဖွဲ့တွေမဟုတ်ဘဲ အာနာသိစစ်ကောင်းဆောင်ဘိုးကျုံမူကြီးမင်းအောင်လိုင်ရဲ့အမိန်နဲ့ကရင်ပြည်နယ်နယ်လုံဝင်ကြီးဘိုးမူကြီးမင်းထွန်းကျော်ဦးဆောင်မှုနဲ့တမ44ဌာနချုပ်ရဲ့စစ်ဗျူဟာမှုပြည်နယ်ရဲတပ်ဖွဲ့ဒုတိယပြည်နယ်မှုဦးစီးတဲ့ရဲတပ်ဖွဲ့နဲ့လာဝကအပါဝင်တခြားဌာနဆိုင်ရာတွေပါဝင်နေလို့ပြောထားပါဗျ။ကရင်နယ်ကြားစောင့်တဲ့ PGF ပြောရေးဆိုခွင့်ရှိသူဒုတိယဘိုးမူကြီးနိုင်မောင်စောကို တွေ့ဆုံမေးမြန်းခဲ့တဲ့ထိုင်းတရင်တောက်ကရွှေကုတ်ကိုကကြားဖြန့်တရုတ်တထီးတွေကိုရွှေပြောင်းထားတယ်ဆိုတဲ့အချက်အမေမှာတော့ကျွန်တော်တို့စီမှာအဲ့ဒီတထီးတွေနဲ့ပတ်သက်ပြီးရွှေပြောင်းထားတာလုံးဝမရှိပါဘူးဒီကာလတွေမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာသူတို့သက်ဆိုင်ရာတရုတ်တွေထွက်ပြေးသွားတဲ့အတွက်အလို့အကင်တွေမရှိလောက်အောင်ဖြစ်တဲ့အတွက်တချို့ဈေးရောက်နေလို့ဈေးဆိုင်ဖွင့်ထားတဲ့သူကနေခဲ့မှာပေါ့ဟိုတယ်ဖွင့်ထားတဲ့သူနေခဲ့မှာပေါ့မြန်မာပြည်ပေါ်တရုတ်တွေဝယ်ပြန်နေကြတာလက်ရှိရှိတဲ့ဟာတွေကလည်း ြန်မာပြည်ပွားတရုတ်တွေပဲတရုတ်တွေကိုပို့ဆောင်ခြင်းလုံးဝမရှိပါဘူးလို့လည်း Renew Agency ကရရှိထားတဲ့ရုပ်သံမှာပြောထားပါဗျ။ရွှေကုတ်ကိုနေမြေကို နဝင်ဘာလ17ရက်နေ့ကစတင်ပြီးတော့နဝင်ဘာလ20ရက်နေ့အထိစစ်တပ် BGF နဲ့ပူပေါင်းတပ်ဖွဲ့တွေဝင်ရောက်စစ်ဆေးတဲ့အချိန်မှာနိုင်ငံခြားသား900ကျော်၊ကွန်ပျူတာ2600လုံးကျော်မိုဘိုင်းဖုန်း2000ကျော်နဲ့လုပ်ငန်းတုံးပစ္စည်းအများအပြားကိုဖန်ဆီးရမိထားတယ်လို့လည်းသိရပါဗျရှင်။ အခုတင်ဆက်ပေးချင်တာကတော့ဝက်လယ်မြို့နယ်အတွင်းအာနာသိန်းစစ်တပ်ကစစ်ကြောင်းထိုးပြီးကြီးရွာတွေကိုမိရှို့နေတာဟာ၁၉ရွာရှိပြီဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းဝက်လယ်မြို့နယ်အတွင်းအာနာသိန်းစစ်တပ်နဲ့ပြူတွေဟာကြီးရွာတွေဘက်ကိုစစ်ကြောင်းထိုးပြီးတော့နိုဝင်ဘာလ20ရက်နေ့အထိရွာပေါင်း၁၉ရွာကိုမိရှို့ဖျက်ဆီးထားတယ်လို့ဝက်လယ်မြို့နယ်လူလူတပိတ်တိုက်ပွဲဦးဆောင်ကောမဒီထံကနေသိရပါဗါရယ်။အာနာသိန်းစစ်တပ်ကစစ်ကြောင်းထိုးပြီးမိရှို့ထားတဲ့ရွာတွေကတော့ ိုင်နိုင်လေရွှေကျင်လှတော့ကြီးကံပင်စင်မူကြီးထုံးမူတတဲ့ဦးလိန်ပင်ခေါ်တော့မြင်တော့တမကုံရွာတော်ကုံဥယျာဉ်မှာရွာသားကြီးတရက်ကြီးဖျားပြန်စတဲ့ရွာတွေပဲဖြစ်ပါတယ်ဒီကနေ့နဝင်ဘာလ21ရက်နေ့မှာတော့ဝလံမြို့နယ်အနောက်ချမ်းဖျားပြန်ရွာရောက်ရှိနေတဲ့အကျန်းဖက်အာနာသိန်းစစ်တပ်ဟာ စစ်နကောင်မုတ်ပေါက်ကနေအရှိဘက်ကိုသွားရာစေကုတ်ရွာအနောက်ဘက်တံတားကတောင်ဘက်ကိုဥတီသွားပြီးရွှေကိုတော်တရက်ချံအရှိဘက်တပြက်ကုံတော်နာမှာရောက်ရှိနေပြီဖြစ်တယ်လို့လဲ Wallet Information ရဲ့နဝါကဒီကနေ့မှာအတည်ပြုထားပါတယ်။အာနာသိန်းစစ်တပ်ဟာအတူရရွေးကောက်ပွဲလုံနိုင်ရင်းနဲ့နေပြည်စုမှုမှုပြန်လည်ရရှိဖို့အတွက်စကိုင်းတိုင်းအတွင်းက Wallet မြို့နယ်ခင်ဦးမြို့နယ်နဲ့ရေဦးမြို့နယ်တို့မှာမြေပြင်စစ်ကြောင်းထိုးပြီး ဖန်စီရမိတဲ့ပြည်သူတွေကိုတပ်ဖြတ်တာဒေသခံတွေကိုစစ်ပေးရှောင်နေကြရတဲ့အတွက်ကျေးရွာအတွင်ဝေရောက်ခါပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူတာနဲ့ကျေးရွာတွေကိုမီရှိုတာတွေအခုလာနိုဝင်ဘာလအတွင်ပိုင်းမှာပိုလုလာတာပဲဖြစ်ပါရဲ့ရှင်အခုတင်ဆက်ပေးချင်တာကတော့ NUG ဝင်ကြီးချုပ်ယုံအမြဲတမ်းအတွင်ဝင်မတ်ကြီးပြားနဲ့သူရဲ့ခင်မွန်ဖြစ်သူတို့အလွယ်တုံစားလုံမှုအာဂရီလိုက်စားမှုစတာတွေနဲ့အတိုင်ခံထားရတဲ့ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးချုပ်ရုံအမြဲတမ်းအတွင်းဝင်မက်ကြီးပြားနဲ့ခင်မွန်းဖြစ်သူကိုညီညီမင်းတို့လူအခွင့်ရေးချိုးဖောက်မှုအလွဲတုံစားမှုအဂရီလိုက်စားမှုဝန်ထမ်းတွေအပေါ်တော်လိုင်းအစိုးရအတွင်မလျော်ဩဇာသုံးလွှမ်းမိုးခြေလှယ်မှုတွေနဲ့ပတ်သက်ပြီးနဝင်ဘာလ16ရက်နေ့ရက်စွဲနဲ့ဝင်ကြီးချုပ်ရုံဝန်ထမ်း19ဦးက NUG ယာယီတမရ CRPH ဥက္ကဋ္ဌ NUG ပြည်ထောင်စုဝန်ကြီးချုပ်ထံကိုထိရောက်စွာအရေးယူပေးဖို့တိုင်ကြားထားပါတယ်။ NUG ဝန်ကြီးချုပ်ရောဝန်ထမ်း၁၉ဦးရဲ့တိုင်ကြားစာထဲမှာဆိုရင်ငွေအလွယ်သုံးစားလုပ်မှုတွေမိသားစုဝင်တွေကို ရုပ်အတွင်နေရာပေးမှုအတွင် လူကြီးတူကအစားပညာပြသည့်အခြေအနေမျိုးနဲ့တခြားဝန်ထမ်းတွေကြုံတွေ့နေရကြောင်းမကြည်ပြတို့လင်းမရဟာတော်လိုင်းကာလအခြေအနေမှာအာနာရှင်နဲ့မချအလွယ်သုံးစားမှုအာဂရီမှုစတာတွေကြောင့်တိုင်ကြရတာဖြစ်ပြီး မတ်ကြီးပြားနဲ့ကိုညီညီမင်းတို့ရဲ့ဆောင်ရွက်ချက်တွေကြောင့်မျက်နာသူတွေကိုကိုစားမှုတွေဆောင်ရွက်ပေးဖို့နဲ့နှောက်ရှက်ခြင်းမရှိစေရန်ကာကွယ်မှုတွေပေးဖို့ NUG ယာယီသမ္မတ CRPH ဥက္ကဋ္ဌ NUG ပြည်ထောင်စုဝန်ကြီးချုပ်ထံကိုတန်ကြားသူတွေကအညွတ်အညွတ်မြစ်တာရက်ခံထားပါတယ်။တန်ကြားသူတွေဟာ NUG ဝန်ကြီးချုပ်ရုံမှာ2022ခုနှစ်ကနေ2025ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ယာဒုတွေမှာလည်း ကျွယ်ဖက်အတွင်ဝင်နှင့်ညွှန်ကြားရေးမှုလက်ထောက်ညွှန်ကြားရေးမှုကစတင်က ရုံးအဖွဲ့ဝင်ရင်းမောင်းအထိပါဝင်နေတာကို Renew Agency ကရရှိထားတဲ့အဆက်လက်တွေအရာတည်ထားရပါတယ်။ NUG ဝင်ကြီးချုပ်ရုံဝန်ထမ်း16ဦးရဲ့တိုင်ကြားစာပါတက်တေကန်တွေအနေနဲ့မှာတော်လိုင်းကာလအတွင်ဝယ်ယူစီးရဲကလဝေယတနာတွေမတ်ကြည်ပြားရဲ့အမျိုးသားကိုညီညီမင်းကစီမံညွှန်ကြားတာဝန်ယူထားခြင်းနဲ့စီမံညွှန်ကြားတာဝန်အနံတော်လေငွေကင်လုပ်ငန်းကို က်လက်ဆောင်ရွက်နေမှုတူနှုတ်ဦးအားယာရုတာဝန်ပေးပြီးချင်းမြင့်ငွေတွေပေးအပ်မှုဘဏ်အကောင့်တွေနဲ့ policy unit member ထဲဝင်ငွေပေးသွင်းတာအိမ်ငွေခွေမွေးနေပဲကျင်းပါတာရုံးကားနဲ့အိမ်ငွေခွေတွေနဲ့အတူတည်ငင်းခံထွက်တာဝန်ထမ်းအပေါ်ဆက်ဆံပုံနဲ့ဌာနတွင်ပြောဆိုမှုတွေစတာတွေပါဝင် သမရယုံမှမယုံကြည်ရကြောင်းနဲ့အန်ယူဂျီမှာဗန်ဒာရေးကိစ္စတွေကိုအစဉ်ပြေသလိုဆောင်ရွက်ကြခြင်းဖြစ်ကြောင်းမတ်ကြီးပြပြောထားတဲ့အချက်လက်တွေပါဝင်တာကိုတွေ့ရှိရပါတယ်။ မတ်ကြီးပြာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရန်ကုန်တိုင်းဒေသကြီးကြောက်တရားမြို့နယ်ကတိုင်းဒေသကြီးလွတ်တော်ကိုစလဲဟောင်းဖြစ်ပြီးနေဦးတော်လိုင်းကာလာမှာဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်ရုံးအတွင်းဝင်ဖြစ်ပါရဲ့ရှင်။လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တည်တိထိုက်တဲ့ဆောင်းပါးတွေဝေဖန်သုံးသပ်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ပေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။